နင့်ကိုစုံမငါတို့ထက်ရှင်ဒေါ်လာလူလို့ရမယ်မြတ်နေလားနင့်ဟာနင့်ဘာပညာတက်တက်ငါလောကထက်တော့ပုံမထက်ဘူးအာဇလန်တွဲကတော့အားလုံးပေါင်း10ခုကျော်လောက်ဖြစ်မယ်ထင်တယ်အားလုံးပေါင်းမယ်ဆိုအားလုံးလည်းဒီဇလန်တွဲရလဲ forever group မှာလောက်ဒါ10နှစ်လောက်လည်းရှိပြီဆိုတော့တအားရသေးတော်တွေလားဘယ်ရဌာနဘယ်ပြည်ရလဲမသိဘလို့လူတွေမှလည်းမသိနဲ့ဒီတော့ ြုတ်တန်းပြီးမှတဲခုံကမပြုတ်နိုင်ပါဘူးအဲ10ခုကျော်လောက်ရှိရဘေဇလန်တွဲနဲ့စပြီးလူတည်လဲဆိုတော့အအဓိကဟိုကပြားရိုင်ဖြစ်မဲ့တင်တယ်အဲ့ဒီထဲကဒေါက်တာအိုင်ရန်ဆိုတဲ့ကာရက်တာကတော့အစပြီးတော့ပြိသက်ကတတိထားသွားမိမဲ့ကာရက်တာမျိုးပါပဲငါအတောင်ကိုအချစ်ဆုံးတငယ်ချင်းဖြစ်တဲ့နေနဲ့ကြည်ကြည်ရရိုက်ချိုးလိုက်မယ်လို့တော့ငါမထင်ပါဘူးငါမြအောင်မြင်မှုတိုင်းကိုအများကြီးဂုံယူနေတဲ့သူကမိုးနာရဲ့ဒါမဲ့ ကြည့်ကြည့်ရအောင်ငါ့အောင်မြို့ဒီမှာငါ့အောင်နဲ့တူတူဖြတ်တန်းစေချင်တာဟာအဲဆိုလို့ရှိရင်တော့အဂျီရောသူတွေကဟိုစာအဝါဆိုတဲ့ character တို့အဲနောက်ပြီးတော့ဟလာနောက်ပြီးတော့ဇလန်ဒရဲမှာဆိုတော့ចောင်းသားကားလေးဟိအကျိုးပေးရလို့ပြောလို့ရတယ်အဲလိုမျိုးအဲလိုတက်ကတူចောင်းသားဇလန်ဒရဲဆိုလို့ရှိရင်အားလုံးကမရှိဘူးဆိုရင်တော့၃ဒွဲ၃ဒွဲ၃ဒွဲလေးတော့ရှိရဲ့အဲ့ဒီအရာကြီးပဲဟာ စာရုပ်တာတော့ဥစားတေးဥစားတော့အရင်မဟုတ်ဘူးပေါ့နော်အရင်တော့ကတော့အရင်ဆုံးဆက်ပြီးတော့အဲ section 16လောက်ကတချင်းလေးရေးစဆိုပြတာပေါ့နော်အဲ့ section 16လောက်ကပေါ့နော်အဲ 3D ပကြီးကားဆိုရဲအာတကူရောပေါ့နော်အဲ့လိုမျိုးအာ music album လေးပေါ့အဲ့လေးအဲ့လေးရင်စထုတ်ပြီးတော့တချင်းရင်လေးဆိုခဲ့ရပါပေါ့နော်ပြီးတော့တချင်းတချင်းလေးလည်းဆိုရဲ အဲပြီးတော့နောက်အတွဲခွေလေးကြီးလည်းသုံးလေးခွေလောက်တော့ဆိုပြတယ်အဲ့ရနေဆက်ပြီးတော့တချင်းအစိုးရနေပြီးတော့ဒီ forward group ကဒီလိုမျိုး talent တွေခေါ်ရပေါ့နော်အဲ့ချိန်မှာမှဒီတယောက်ဆောင်ဘက်ကိုပြောင်းလိုက်ပြီးတော့ပေါ့နော်အဲ့လို zealand တွဲလေးနောက်ပိုင်းမှာရိုက်ဖြစ်သွားတာလို့မျိုးပေါ့ အဲအဲ့တော့ကတော့ဟိုအလားဒီ R&B တို့အဲ pop တို့ပေါ့နော်နောက်ပြီးတော့ဟိုအဲ့တော့ဆိုဟလိုင်းရဲ့ဒီတကူတော့ခင်မှာဆိုရှင် featuring လေးယောက်ပါတယ်အဲ့တော့ဆိုရှင်ကိုအော်ရတရဲ့ကိုဟဲလီရဲ့အကိုဂျေးမီရဲ့ကိုချောက်ချက်ရဲ့ပေါ့နော်အကိုချောက်ချက်တို့ကိုဂျေးမီကိုလည်းဆိုလို့ရှင်တော့သူကတော့ rap ပေါ့နော်ကိုဘက်ကအဲ့ကိုအဲ့လိုမျိုးအဲ့လိုမျိုးနောက်ပြီး R&B လေးပေါ့အဲ့လိုမျိုးပုံစံလေးယူခဲ့တာပေါ့နော်ဟုတ်တယောက်ဆောင်ဟိုအာတန်တာပေါ့အစောကတော့ဟလာကဟိုကိုကဖြစ်ချင်တာထက် အင်ကအဖေကအဖေကတော့အဆူရောဖြစ်စေချင်တာပေါ့နော်တရုတ်ဆောင်ဘက်ကိုအလောက်မဟုတ်ဘဲနဲ့သူကအဆူရောဖြစ်စေချင်တာပေါ့အဲ့တော့သူကအဲ့တော့လည်းသူရဲ့အလိုလူအင်အားငွေအင်အားတွေနဲ့ပေါ့နော်အဲ့လိုပံ့ပိုးမှုတွေနဲ့ပဲကိုကသချင်းဆူဖြစ်သွားတာပေါ့နော်အဲ့တုန်းကလည်းဟုတ်ဟုတ်ရှိရဟန်လာဒီဘောနော်ဒီ MRT 44 group ကိုစဝင်ကြတဲ့ဟန်လာတချင်းမလုံးဝမဆိုဖြစ်တော့ဘူးဂျားထဲမှာတောက်လျှောက်မဆိုဖြစ်တာ၈နှစ်လောက်ဖြစ်မယ်ထင်တယ်၈နှစ်လောက်ချင်းလုံးဝမဆိုဖြစ်ဘူးအဲပထမဆုံးရက်ခဲ့တဲ့စီးရီးကတော့ ဟလာကာရိုက်တာအနေနဲ့ဆိုလို့ရှိရင်တော့အဲချစ်သူထွန်းတဲ့အခရာပေါ့နော်အဲအိတ်ကတော့ဟလာကျဲကိုကာရိုက်တာဟိုလောက်ကရရဲပေါ့နော်ကာရိုက်တာတစ်ခုအနေနဲ့ပါဝင်ခွင့်ရရဲပထမဆုံးကပေါ့အဲ့လိုမဟုတ်ဘဲနဲ့ရှင်းမှာဆိုလို့ရှိရင်တော့အာကိုလူပြိုကားမှာဆိုလို့ရှိရင်တော့ဟလာအဲ့လိုတခန်းစာနှခန်းစာလေးတော့အဲ့ဒါအဲ့ဒါအရင်ကတော့ပထမဆုံးစရဖြစ်တာပေါ့နော်တကယ်ကာရိုက်တာရဆိုလို့ရှိရင်တော့ချစ်သူထွန်းတဲ့အခရာကတော့ပထမဆုံးကိုရဲ့ဇာလံတွဲလို့ပြောလို့ရရဲဟုတ်အာဇာလံတွဲကတော့အလုံးမောင်၁၀ခုကျော်လောက် ဖြစ်မယ်ထင်တယ်အားလုံးပေါင်းမယ်ဆိုအားလုံးလည်းဒီဇလန်တွဲရတဲ့ forward group မှာတော့ဒါ10နှစ်လောက်လည်းရှိပြီဆိုတော့အဲ10ခုကျော်လောက်ရှိအဲဘယ်ဇလန်တွဲနဲ့စပြီးလူတည်လဲဆိုတော့အဲအဓိကဟိုကပြားရိုင်ဖြစ်မယ်ထင်တယ်အဲ့ဒီထဲက Doctor Iron ဆိုတဲ့ character ကတော့အဲစပြီးတော့ပရိသတ်ကတတိထားသွားမိမဲ့ character မျိုးပါပဲနောက်ပိုင်းဆိုလို့ရှိရင်တော့အဂျီရောသူတွေကဟိုစာအဝါဆိုတဲ့ character တို့အဲနောက်ပြီးတော့ဟလာနောက်ပြီးတော့ဇလန်တွဲမှာဆိုတော့ចောင်းသားကာလီဟေအကျိုးပေးရလို့ပြောလို့ရတယ် အဲ့လိုမျိုးအဲ့လိုတက်ကတူအကြောင်းသားဇာလန်တွဲဆိုလို့ရှိရင်အားလုံးကမရှိဘူးဆိုရင်တော့၃တွဲ၃တွဲ၃တွဲလေးတော့ရှိရဲ့အဲ့ဒီအရာကြီးပဲဟော အာအဓိကတော့အဲ့လိုမျိုးပဲအကုန်လုံးတတ်မှတ်ကြရဟန်လာကာရက်တာဟန်လာကာရက်တာရိုက်ခဲ့တဲ့ဇာလန်ဒရီမှာဆိုလို့ရှိရင်ဟန်လာပါတဲ့ကာရက်တာတွေအကုန်လုံးဆိုလို့ရှိရင်အာအေးရေယိုသားရေပြီးတော့ကောင်းတယ်ပေါ့အများဆုံးပြလူကောင်းနေတဲ့တိကျဆောင်ရတာအများတာပေါ့အဲ့လိုမျိုးအကုန်လုံးကလည်းအဲ့အနေနဲ့လိုက်တယ်လို့ပဲပြောကြတာ哦ဟန်လာမနက်ပြောလို့ရှိရင်တော့ van ကတော့တစ်ခါမှတော့မရိုက်ခဲ့ဘူးပေါ့နော် van ရိုက်ခဲ့တာဆိုလို့အဲ့တကားပဲရှိရဲဒါပေမဲ့ van စစ်စစ်တော့မဟုတ်ဘူးပေါ့အဲ့စီတလုံးမောင်ဖုံးမှာဆိုလို့ရှိရင်တော့ဟန်လာပါတဲ့အပိုင်းကတော့နည်းနည်း v line နည်းနည်းတော့ဆန်တယ်ပေါ့အဲ့တခုပဲ van အနေနဲ့ရိုက်ခဲ့ပူတာပေါ့နော်အဲ့လိုမျိုးဟုတ် တော့ရှိပါတယ်ဒါပေမဲ့များသောအားဖြင့်သူတို့ကအကောင်လာမလိုက်မလိုက်ဘူးဆိုပြီးတော့လို့ကက်စတင်နေမပါအများရဲ့ကိုရောကအဲ့လိုဘန်ကာရိုက်တာဆိုတော့ကက်စတင်မခေါ်ကက်စတင်ခေါ်လိုက်တယ်ဆိုရဲကလုံးဝအဲ့လိုမျိုးရိုးရိုးအေးအေးပေါ့အဲ့လိုပုံစံမျိုးကက်စတင်ခေါ်တာအများရဲ့ဟုတ်မထင်ပါဘူးတိကျဆောင်ဆိုတာဘယ်နေရာမဆို လုံနိုင်ရမယ်လို့ပဲကိုကတော့ခံယူထားတာပေါ့အဓိက features ပေါ့နော် character မျက်နှာတွေပါပြီးဆိုတာဟို make up လို့ဖြစ်ဖြစ်အဝတ်အစားဖြစ်ဖြစ်အကုန်လုံးပြောင်းလို့ရတယ်ပေါ့နော်ဟန်လာတော့အဲ့လိုပဲခံယူထားပါတယ်ဟုတ်အဲဒီနောက်ပိုင်းပေါ့နော်အဲဒီနောက်ပိုင်းမှာပေါ့ဒီဒီပြီးခဲ့တဲ့တစ်နှစ်လောက်ကမှပြန်ပြီးတချင်းလေးပြန်ဆဆူဖြစ်တာပေါ့ဒါမှလည်းပြန်ဆဆူဖြစ်တယ်ဆိုမှလည်းကိုအရင်လုပ်ခဲ့တဲ့ line တော့မဟုတ်ဘူးပေါ့အရင်က pop တဲ့ R&B ကိုဆုံးခဲ့တာပေါ့နော်အဲ့လောကဒါမှလည်းဒီနောက်ပြန်ဆိုတဲ့ခါကျတော့ဟန်လာကိုအဲအရင်အရင်တော့ပေါ့နော်အရင်ဟန်လာတို့အဖေအဖေအမေလက်ထက်လောက်က အဲ့လိုမျိုးဗမာတန်ဆင်တချင်းလေးတွေပေါ့နော်ပြန်ဆိုဒီလေးတွေပေါ့အဲအဲ့လေးတစ်ခါကန်လန်းလာရရှိတော့ပေါ့နော်ဟန်လာအဲ့လေးပြန်ဆိုဖြစ်တာပါဟုတ်အအဓိကတော့ဟိုပါလေဗမာတန်ဆိုတာမဆိုတာအထက်ပေါ့နော်အများသောအားဖြင့်ဇလန်ဒရီမှာပြိတက်ကမြန်မြန်လဲတမ်းမိသွားတာပေါ့နော်အရင်တော့တော့ဟန်လာတချင်းဆဆိုတဲ့အချိန်တော့ကိုဆိုလုံးဝမသိဘူးလေဘာဆိုဘာမှဟန်လာဆိုတာလူနဲ့နာမည်တော့မတွဲမိဘူးပေါ့နော်အဲ့တော့ကလေဟန်လာတို့ငငယ်တုန်းကလေကိုကူးဝေတွေပဲခစ်စားအောင် အဲ့လိုမျိုးဆိုတော့လူနဲ့နာမည်နဲ့မတွဲမိဘူးနောက်ပြီးတော့မီဒီယာအားကလည်းအဲ့လောက်မကောင်းဘူး Facebook တွေပါတယ်လေတွွင်ချင်းချင်းတိတ်မသုံးဖြူဘောနော်ဟလာငငယ်အောင်ကြတော့အဲ့ခါကျတော့ဟိုလူနဲ့နာမည်နဲ့မတွဲမိဘူးဥမာဟလာရဲ့အရင်တော့ဆိုလို့ရှိရင်ကိုအော်ရတရဲ့ဟလာရဲ့တွဲဆိုထားတဲ့နားမလည်တဲ့မျက်ဝန်းတို့ပါလို့ဆိုလို့ရှိရင်တချင်းကိုတီးကြရဲပေါ့နော်အဲ့ဒီတော့ကတော်တော်များတချင်းကိုတီးကြရဲဒါမဲ့ဟိုဟန်နလာဆိုရာပေါ့အဓိက နာမည်လည်းနည်းနည်းအဲ့လိုကနည်းနည်းစမ်းနေရလဲပါမယ်ယောက်ျားလေးလိုတော့ထင်ထင်လိုက်မယ်ထင်တယ်ဘာလို့လဲ main ကလေးမှလည်းမသိဘူးလူနဲ့နာမည်နဲ့လည်းမတွဲမိဘူးပေါ့တော့နောက်ပိုင်းလိုဇလန်တွဲလေးရဲ့ဟိုရိုက်ရိုက်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်အဲ့လိုမျိုးဟန်လာနည်းပေါ့မျက်မှန်တက်မိသွားတယ်ပေါ့နော်ပရိသတ်ကအဲ့ခါကြောင့်မို့အခုတချင်းပြန်ဆိုတဲ့ခါကျတော့လဲဩဇလန်တွဲရိုက်တဲ့ဟိုဇလန်တွဲမှာပါတဲ့ကောင်မလေးတချင်းပြန်ဆိုရဲသူတို့ကအဲ့လိုပဲထင်ကြတာပါ